ူကပ်ပလီတဲကြိုက်တယ်ဆိုအမေရှစ်ခုစားမှာအင်းရှစ်ခုအောင်စားမှာခရီးရှိတဲ့သတိသားနဲ့ယူပြီးညနေကျရင်မွေးသွားလဲမွေးသွားမှာဟုတ်တယ်မလားသူတို့နှလုံးသားကရွေးချယ်တဲ့သူကမှန်ပါစေလို့ပဲဆုတောင်းအောင်ကျန်တာဒီကတော့ကျွန်တော်တို့ဝင်ပါလို့မရဘူးကိုလည်းကိုမိဘရင်ဝင်ဇုံကံပြီးတော့ကိုယ့်အိမ်တော်ကိုပြုလာသေးရပဲဘယ်သူမှရင်ဝင်နဲ့ထက်ပြီးဖွက်ထားလို့မရဘူးဟိုအရန်ဆိုးသွမ်းမူရန်ငားနေတဲ့ခင်းလိုင်လိုကောင်းကိုကလန်ပြီးမှယူခဲ့ဟလာဒါနဲ့အခုချိန်မှာ तू စိတ်မငြိမ်ရဘူး သူ့အချင်းပြင်သွားမှာချစ်တဲ့စိတ်နဲ့ပြင်သွားမပြင်တော့သေးကြတယ်အဲ့ကောင်ဒီမိမောက်ချစ်ကိုမချစ်လို့ဒါမှလည်းသူ့ရွေးချယ်တဲ့လူမှန်ပါစေလို့ပဲကျွန်တော်ကဆုတောင်းအလုံးတာသမီတွေသူလမ်းကြောင်းလေးပေါ်မှာသူရောက်သွားဆိုတော့ပျော်စရာကောင်းတာပေါ့ကျွန်တော်တိတ်မပူပါတော့တပည့်ပဲဖြစ်ဖြစ်တာသမီပဲဖြစ်ဖြစ်မိဘတွေဆရာတွေကသူတို့အောင်မြင်နေစိတ်ချမ်းသာဟုတ်လို့ကိုပေးစရာမလိုဟုတ်တယ်လीနော် တို့တွေမအောင်မြင်ဘူးအဆင်မပြေဘူးဆိုရင်ကိုစိတ်မကောင်းကိုပေးရတော့လကားစားပါဘယ်လိုဖြစ်မိဘဆိုတော့တို့ရှိရှိမရှိရှိပေးရအခုချိန်ဒီလဲတဲတို့တတ်သူရှာလဲကိုပဲပေးနေတော့မယ်ကိုတတ်နိုင်တော့ပေါ့အဲ့လိုပြင်းနေတယ်သူ့ရောမဟုတ်မပေးရတာလက်လွတ်လိုက်ရပါပဲဘယ်ကလေးကမစားဘူးနင်းလည်းကြာသွားတယ်သူကျောင်းသူဘဝကနေလုံမြောက်ပြီးတော့ဒီဘက်အာရုပ်ဆောင်ဖြစ်လာတယ်ပြီးတော့သူစီးပွားရေးလုပ်တယ်အဲ့ဒါကတော့ကိုမပေးရတော့ဘူး เออ तू ก็တော့တခါကြားလို့ရှိရင်အဲ့လိုမျိုးပေါ့တော်တော်များ तू ပြန်ပြန်လာတိုင်းမုတ်လေးတွေဝယ်လာပါတယ်ဝယ်လာပြီးတော့ပေးတယ်တခါကြားရင်သူ့ကြောင်နေအင်းကပကံတွေပဲခွဲလိုက်တဲ့ချိန်ကျပူဝယ်ကြည့်တယ်ဆူမာဆိုလို့သူ့ကြောင်သူ့ကြောင်လို့ဆူမာဆိုလို့ဒီနေ့ကတော့ဒီနေ့စိတ်ချရပြီဆိုတော့ဒါအသေးအတွက်ဆိုရင်ရောင်းနည်းနည်းလေးစဉ်းစားထားတယ်အဲ့ဒါလည်းသူ့ကံပဲအဲ့ဒါသူ့ကံပဲဂရိရှိတဲ့သတိသားနဲ့ယူပြီးညနေကျရင်မွေးသွားလဲမွေးသွားမှာဟုတ်တယ်မလားသူတို့နှလုံးသားကရွေးချယ်တဲ့သူကမှန်ပါစေလို့ပဲဆုတောင်းအောင် ျန်တာတွေကတော့ကျွန်တော်တို့ဝင်ပါလို့မရအောင်ပြောသမီးသူနဲ့อยู่ဟာသူနဲ့မอยู่နဲ့အဲ့ဒါကျွန်တော်ကဟိုလုတ်ပိုင်ခွင့်မရှိဘူးမှတ်တယ်လုတ်လည်းမလုတ်အောင်မိပါဆိုတော့တာသမီးကိုတော့ကောင်းသားလာမြင်စေချင်တာပေါ့နော်ဟိုလုံးမလုံးနဲ့ဒီလိုမလုံးနဲ့ဆိုတော့ကျွန်တော်ကလမ်းမညွန်လို့ရအဲ့ဒါကိုအတင်းချက်ကြီးနင်းအကောင်နဲ့မိပါဆိုတကားပိတ်ထားလို့အဆင်မပြေဘူးမလုတ်လည်းမလုတ်ရဒါမှလည်းသူရွေးချယ်တဲ့သူမှန်ပါစေလို့လည်းကျွန်တော်ကဆုတောင်းတယ်အဲ့ဆိုရင်ဒါရွေးချယ်ခွင့်သူ့အပြည့်အဝပေးထားပေးထားတယ်ဟိုသူကလည်းတဖြည်းဖြည်းနဲ့ဘယ်လိုခေါမလဲဆိုတော့ရင်းကျက်လာတဲ့နောက်ပိုင်းမှာ အဲအလုတ်တွေကြိုးစားလာတဲ့သူတွေကတိတ်ပြီးအဲ့ဒါတွေသူတို့ခေါင်းထဲမှာတိတ်မရှိရှိဖို့ဘူးမရဘူးတနည်းတော့သူအိမ်တော်ပြုတ်သွားမှာပေါ့လေပြုတ်မှာပေါ့အပြုတ်ရဲ့အချိန်ကျရင်ငါ့ငါ့ပြောတယ်ပဲသူရွေးချယ်မှုမှန်ကန်ပါသေးလို့ဆူတောင်းပါပြောလို့မရဘူးအိမ်တော်ရေးဆိုတာတနည်းရှိတနည်းငူပဲအဲတခါတလေကြလို့ရှိရင်ဟိုအရန်ဆိုးသွမ်းမူရန်ငားနေတဲ့ခင်းလိုင်လိုကောင်းကလန်ပြီးမှယူခဲ့ဟလာဒါနဲ့အခုချိန်မှာသူစိတ်မငြိမ်ရဘူးဒါအိမ်တော် သူ့အချင်းပြင်သွားမှာချစ်ပြစိတ်နဲ့ပြင်သွားမပြင်တော့တေးကြတယ်အဲ့ကောင်ဒီမိမောက်ချစ်ကိုမချစ်လို့ချစ်နိုင်ချစ်တာเนาะချစ်တော့ခုနကတော့တော်တော်များများကိုချစ်ပါတယ်ဘာလို့ကြီးရလဲတော်တော်များများချစ်တယ်ဆိုသူ့ပြောညီကဘာလို့မျောနေလဲကိုလိုကိုလိုတမတ်မျောဟာအဲ့တော့တော့မများမပြောနိုင်ဘူးလေပြောလို့ရတယ်ဒါနဲ့ဥက္ကဋ္ဌတစ်ခုတော့တွေးတယ်ဘာလို့လဲဥက္ကဋ္ဌတစ်ခုတွေးမိတာဘာလို့ ငါဒီသူများသားသမီးကိုယူပြီးကောင်းကောင်းမွန်မွန်ထားတယ်။အဲ့ဒီတွင်ငါအရှိကိုပြန်လာမဲ့ကောင်းမွန်တဲ့ဟာ energy တွေပြန်ရပါစေလို့ပဲဆုတောင်းပါရနိုင်ရမယ်လို့တော့ထင်ပါဘာလို့ကိုမသူမျိုးကမယုံပါပဲเนาะအဲ့တော့ကိုကိုလည်းယုံမှလည်းသူမလာနိုင်ဘူးလို့တော့တွေးမိတာပဲเนาะကိုသမီးလေးကိုလည်းနှမျောမိတာမျိုးရှိလားဟာအဲ့ဒါဟာအဲ့အဲ့မိမအောင်ပြောပြတယ်ခါသူကတကယ်အဲ့ကလေးเจ้าကလည်းပြောတယ်သူကမျက်နှာလေးပြက်ပြက်သွားဘယ်သူမှရင်ဝင်နဲ့ထည့်ပြီးဖွက်ထားလို့မရဘူးလीအဲ့ဒါ ကိုလည်းကိုမိဘကိုရင်ဝင်ဇုံကံပြီးတော့ကိုယ့်အိမ်တော်ကိုပြူလာသေးရပဲသူတို့ကြမှာကိုတို့ကတော့သူ့ကိုပြောတယ်မင်းတော့16နှစ်တောင်မပြည့်သေးဘဲနဲ့ယူခဲ့ပြီးတော့ဟုတ်တယ်လေနော်သူကသူတို့ယူသေးတဲ့အချိန်ကတော့ယူရမှာပေါ့အိမ်တော်ပြူတယ်ဆိုတော့ကအချိန်အချိန်ရှိတယ်အဲ့အချိန်လွန်သွားရင်ဘာဖြစ်လဲဆိုတော့အ ਨੇ ဆုံးတော့ကလေးမှုရတာဒုက္ခရောက်မှာဟုတ်တယ်မလားအိမ်တော်ပြူတာနောက်ကျရင်ကလေးယူတာနောက်ကျမှာကလေးယူတာနောက်ကျရင်အဲ့ကိုသားသမီး ဒုက္ခမဲ့နောက်သူတို့တပွားလုံးကလေးတွေနောက်ကြရဲဆိုတာကလေးမွေးကိုနာကျင်ကိုပြောတာမဟုတ်ဘူးနော်တပွားလုံးဒုက္ခရောက်တော့မှအဲ့ကလေးကိုထိမှုဒီကလေးကြီးလာဖို့အများကြီးပြုဆောင်ရှောက်မယ်ဥက္ကလန်တို့ဆိုအခုသာသမီနဲ့လေပဲဖြစ်သွားတယ်ဆိုတော့ဥက္ကလန်တို့အိမ်တော်ပြုရဲစောတယ်ကလေးယူတာဆိုတော့ညီတို့စောစည်းယူခိုင်းနေရမဟုတ်ဘူးနော်တပွားတည်းပြုတ်တာပင်မန်းတာပေါ့တက်ကြီးလာရင်ကလေးနောက်ကိုမလိုက်နဲ့နော်ဥက္ကလန်အဲ့တော့ဒါသမီးရောပဲရွယ်လောက်ဒါအိမ်တော်ပြုသေးတယ်ဟာသူယူနေချင်းယူမယူလဲအေးရမယ်လားလဲမယူရင်သူသူ့တို့ကတော့ ဟိုမိဘတွေကစိတ်ချမ်းသာပဲနဲ့သူတို့ကဒုက္ခရောက်မှာသူအသက်ကြီးလာရင်သူ့ကိုဟို support လုပ်မဲ့အတိုင်းဝဲမရှိပဲနေမှာပေါ့သူကတော့ကောင်းမွန်စွာအိမ်တော်ကြီးရဲ့အတွက်သုံးဖြတ်နိုင်တယ်လို့ကိုချင်အဲ့လိုတော့ယုံကြည်တယ်အဲ့လိုတော့ယုံကြည်သူသူသူကဟိုပါလေဟိုသူသူနားလဲအသိန်းတလောက်နားလဲပါလေသူဆေးမရရည်ရည်လည်းကောင်းတယ်နော်ကံဆိုတာအလုပ်ပဲကံအလုပ်ပဲလေကိုဘယ်လိုသူ့ကိုစေတနာထားရလဲမေတ္တာထားရလဲကိုပေးတဲ့လောက်ကိုပြန်ရမှာ ကွာကျွေးမလို့ပြီးတော့နှိမ်နေလို့ရှိရင်ဟဟလာဒီကလေးလေးရှိရမေတ္တာမရတော့အဲ့ဒါဆိုရင်ကောင်းမွန်တဲ့သူတို့ရှိရတုံ့ပြန်မှုရမှာမဟုတ်ဘူးကွာကောင်းမွန်တဲ့တုံ့ပြန်မှုလိုချင်တယ်ဆိုကွာကောင်းမွန်တဲ့မေတ္တာအစ်ကိုပေးမှရအောင်အဲ့တော့ကျွန်တော်သူတို့ကိုအစ်စ်တွေပေးတယ်သူတို့လည်းကျွန်တော်အတုပြန်မပေးတော့ဘူးကုကလန်မြည်ယူအခုသားမှတားကြီးကမွေးရတဲ့နှစ်ယောက်နေရောမွေးခိုင်းနေမြန်လို့ပါမြန်လို့ပါမအလင်းမမြချီတာအလင်းမမြမှာသူတို့ကမြည်ရဲကြီးကိုမင်းနှစ်ယောက်ကဆိုတော့နေရောလာမယ့်နှစ်ယောက်တော့ယူမယ်လို့ပြောတာပဲ ိုးစားကြပါအဲကိုသားသမီးတွေမြည်နေနေနေပျော်နေရပဲရှူတင်နားရရဲ့ဆိုသူတို့ ਨੇ အချိန်ပေးပြီးနေတယ်ဟိုးလုံးကတော့အပြင်နေအရန်သွားပြစ်တယ်နားရောက်ထွက်တယ်တကယ်ချင်းတွေအရန်အချိန်ပေးခဲ့တာလူကြီးတဲ့ရောင်မှာတကယ်ချင်းတွေသူ့အချိန်မပေးဖြစ်တော့ဒီသားတို့အချိန်ပေးတယ်သမီးတော့အများကြီးဆူတောင်းရမလို့ပါဘူး။ဟောအများကြီးလည်းပြောရမလို့ပါဘူး။သမီးကသူကသူကိုပိုင် ဆုံးဖြတ်နိုင်တဲ့အရေးချင်းရှိတဲ့မိန်းကလေးတစ်ယောက်ပါ။အဓိကကတော့ အာသူ့ရွေးချယ်ဝင်သွားပါစေလို့ဆုတောင်းပါတယ်ကျွန်တော်တို့မိသားစုချစ်ပေးတဲ့အရာတိုင်းကိုကျေးဇူးများရှိတယ်ပါကျေးဇူးပါ